မင်္ဂလာပါကျွန်တော်အခုပြောပြပေးသွားမှာတော့ annotation လောက်တော့ပြောပြပေးသွားပါမယ်ကျွန်တော် annotation လောက်တာကကျွန်တော်ဒီ symmetric diagram လေးဆွဲပြီးတဲ့ချိန်မှာ symmetric symbol လေးတွေကိုအမှတ်စင်တက်တာပါဘလို့အမှတ်စင်တက်တာလဲဆိုတော့ကျွန်တော်တို့မှလို့ p question မှာ j question မှာ u question မှာဒါလေးတွေကို u1 ဒါမှမဟုတ် j1 ကျွန်တော်တို့ p1 ဒါလေးတွေကိုပြောင်းတာကို annotation လောက်တယ်လို့ခေါ်တာပါကျွန်တော်ဒီ annotation လုပ်တဲ့ချိန်မှာကျွန်တော်အမှတ်စင်လေးတက်တဲ့ချိန်မှာကျွန်တော်ဒီရဲ့ symmetric symbol လေးတွေကိုဒီရဲ့ comment လေးတွေကို ဖြောက်ခဲ့ခြင်းလည်းရတယ်မဖြောက်ဘဲနဲ့ဒီကိစ္စဆွဲမယ်ဆိုလည်းရတယ်ကျွန်တော်ကတော့ဖြောက်ပြီးဆွဲပါမယ်တို့ဒါဥပမာဒါလေးကိုကြည့်ပါတို့ဒီမှာဒဇင်းလေးစာကိုထားခဲ့မယ်ခြေ question ဘက်ကို comment 2ခင်ဟဲ့ဒါလေးကိုကျွန်တော်တို့ receive ဘက်ကို marking ဖြောက်ပြီးတော့ okay ပေးပါမယ်ဒါကမိမိစိတ်ကြိုက်ပါဒီရဲ့နာမည်လေးတွေကိုထားပြီးဆွဲမယ်ဆိုလည်းရပါတယ်ဒီအခုတင်ကန်းသားမှာတော့ကျွန်တော်ဒီရဲ့ comment လေးတွေကိုဖြောက်ခဲ့ပါမယ်ဟုတ်ပြီကျွန်တော် comment လေးတွေကိုလည်းဖြောက်ပါမယ်စမတ်ဆင်ဘိုလေးပေါ်မှာ လက်ကလစ်နှစ်ချက်လေးပါကျွန်တော် comment ဆိုတဲ့နေရာမှာ message ကို marking ပြောက်ပါ okay ပေးပါဟုတ်ပြီကျွန်တော်ဒီမှာတစ်ခုရှိတာကျွန်တော် semantic symbol ဆွဲခဲ့တော့ဒီ705 ground ကိုဒီ ground line နဲ့ဆက်ပြီးခဲ့ရတယ်ဟုတ်ပြီဒါကိုဦးဆက်ပါမယ်2ဝနဲ့ wire ကိုယူပါ ground line လေးကိုဆက်ပြီးပါဟုတ်ပြီနောက်တစ်ခုကျွန်တော်တို့ comment လေးကိုဖြောက်ပါမယ် message ကို marking ပြောက်ပါ okay ပေးပါ တိုင်ဝဲကိုမမအန်လီတွေကိုမကင်ဖြောက်ပါ OK ပေးပါဟုတ်ပြီကိုမမဖစီဘဲကိုမကင်ဖြောက်ပါ OK ပေးပါဟောကျွန်တော်ဒီလိုပြောင်းရတဲ့ဒီဆမတ်တွေဆွဲထားတာကိုလိုက်စစ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီရဲ့ power supply တွဲဖို့ဝင်မဲ့ပုံကျွန်တော်ဆက်ခဲ့ပေးရသေးတယ်ဟုတ်ပြီဒူဝါကနေကျွန်တော်တို့ wire ကိုယူပါဒါလေးကိုဆက်ပေးပါ မတည့်ဘူးကျွန်တော်ပြန်ဖြတ်ပါမယ်ဆက်လက်ပြီးပါ delete လုပ်ပါ do one နေဝါရောက်ပြန်ယူပါဒီဒါဆိုကျွန်တော်ဆက်ပြီးတော့ပါပြီကျွန်တော်တို့ command လေးလိုက်ဖြောက်ပါ command possible ကို login ဖြောက်ပါ okay ပေးပါဒါဆိုရင်ကျွန်တော် command လေးကိုအကုန်လိုက်ဖြောက်ပြီးပါပြီဟုတ်ပြီကျွန်တော်တို့ အမှတ်စဉ်လေးစတက်ပါမယ် annotation စလုပ်ပါမယ်ကျွန်တော်2ပါးနဲ့2ကိုသွားပါ annotation ကိုရွေးပါ annotation မှာမှာကျွန်တော်တို့ annotate symmetric ကိုလက်ကလစ်ပေးပါဟို annotate ပေါက်ကြလာနေပြီအဲ့မှာကျွန်တော်တို့ update chain လေးကိုလက်ကလစ်ပေးပါ okay ပေးပါကျွန်တော်တို့ accept chain create eco လက်ကလစ်ပေးပါကျွန်တော် eq chain ကိုလက်ကလစ်ထပ်ပေးပါဟုတ်ဒါဆိုရင်ပြောင်းပြီးသွားပြီ ဒီပြောင်းတဲ့အချိန်မှာကျွန်တော် error ရှိမရှိဘူးဒီ only show error ကို marking ပေးလိုက်ပါကျွန်တော် error မရှိဘူး marking ပြောက်ပါ close nape ပါ close nape ပါကျွန်တော် semantic diagram ကိုပြန်ပါကြည့်ပါမယ်ကျွန်တော်ဒီမှာ u1 u2 j1 j2 j3 p1 ပို့ပါပြီဒါဆိုရင်ကျွန်တော်တို့ message တွေတက်ပြီးတော့ပါပြီ2ကနေ view ကိုတော့ပါ fail ချက်ကို left click ပေးပါဟုတ်ပြီနောက်တစ်ခုစစ်လို့ရတာကျွန်တော်တို့ဒီ number down က2ပါမှာ system ကိုနှိပ်ပါ message ကို left click ပေးပါအဲ့မှာကျွန်တော်ဒီမှာဆွဲကြည့်ပါကျွန်တော်ချိန်ထားတဲ့ဟာကိုသူကမှန်ဦးမှန်တယ်ကိုအောက်ဆုံးလေးမှာအမှန်ချင်းပြတာကျွန်တော်တကူမှားခဲ့ရင်ဒီမှာမှာအမှန်ချင်းမပြပါဘူးအဲ့ဒါလေးပြပါလိမ့်မယ်ဟုတ်ပါပြီကျွန်တော်တို့ message တက်ပြီဆိုရင်ဒီ my semester document ပုံမှာ right click ထောက်ပါ save button ကိုနှိပ်ပါ file သွားပါ save ကိုနှိပ်ပါနားလည်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်